ဆိုတော့ကျွန်တော်တို့ကကတိမှာဗီဒီယိုတစ်ပိုင်းကျွန်တော်ဒီမှာထည့်လိုက်မယ်ပေါ့နော်ကျွန်တော်ရဲ့ဗီဒီယိုကဒီလိုပုံစံမျိုးဖြစ်ပါတယ်စာရေးတဲ့နေရာလေးကိုနှိပ်ပြီးတော့ကျွန်တော်ဒီနေရာမှာကိုယ်လိုချင်တဲ့စာလေးရေးမယ်ပေါ့နော်ကျွန်တော်တော့ဒီလိုပုံစံရေးလိုက်ပါမယ်ပြီးတစ်ခါကျရင်ကျွန်တော်တို့ဖောင်းမှာကိုယ်လိုချင်တဲ့ဖောင်းလေးတွေကိုနေနေယူပါမယ်ကျွန်တော်တို့ဒီမှာခက်ကြီးကြီးယူလိုက်ပါမယ်ဖောင်းဆက်ကိုကျွန်တော်တို့နေနေကြီးပြီးတော့ကျွန်တော်တို့ဒီမှာအလေးကွတ်တီချအောင်ကျွန်တော်ထားလိုက်မယ်ပေါ့နော်ပြီးတစ်ခါကျရင်အမှန်ချစ်လေးနေလိုက်မယ်ပြီးရင်ဒီဟာလေးကိုပဲကျွန်တော်တို့ဒီဗီဒီယိုနဲ့ကွတ်တီဖြစ်အောင်ဆွေးဆန်းလိုက်မယ် ပြီးတော့အကျန်ကျွန်တော်တော့အဲ့ဒီစာလေးကိုတစ်ချက်ထိတာပါပြီးရင် animation တွေဝင်ပြီးတော့ဒီဘက်ကအောက်ကနှိုက်ပြီးတော့ပေါ့နော်ကျွန်တော်တို့ဘလောက်ကိုရွေးလိုက်ပါမယ်ပြီးရင်ကျွန်တော်တို့မှတ်ကြည့်လေးရှင်းလိုက်မယ်ဆိုတော့ကျွန်တော်တို့ရဲ့ဗီဒီယိုပိုင်းကဒီလိုပုံစံမျိုးဖြစ်နေမှာပါဆိုတော့ကျွန်တော်တို့ export တစ်ချက်ထောင်းလိုက်ပါမယ်ပြီးရင်ကျွန်တော်တို့ဒီဘက်က background ကိုနှိုက်ပြီးတော့ခုနကနေရာပြန်သွားမယ်စာကိုပြန်ဖြည့်လိုက်ပါမယ် ပြီးရင်တော့ဒီဘက်ကအပေါင်းလက္ခဏာလေးနှိပ်ပြီးတော့ကျွန်တော်တို့ခုနကထောင်းလိုက်တဲ့ဒီဗီဒီယိုဖိုင်လေးကိုပေါ့နော်ပြန်ထည့်ပါမယ်။အဲ့ဒီဗီဒီယိုဖိုင်လေးကိုတစ်ချက်ထည့်ပြီးတော့ကျွန်တော်တို့ over လေးကိုနှိပ်လိုက်မယ်ပေါ့နော်။ပြီးခါကျရင်ကျွန်တော်တို့ဖိပြီးတော့ဟိုအောက်ဆုံးကိုယူလိုက်ပါမယ်။ကျွန်တော်ကျွန်တော်တို့ဗီဒီယိုကဒီလိုမျိုးနှစ်ထပ်ဖြစ်သွားပြီပေါ့နော်။ပြီးခါကျရင်ကျွန်တော်တို့ဒီဗီဒီယိုဖိုင်ကိုနည်းနည်းဒီလိုမျိုးကျွန်တော်တို့ဆွေးဆန်းလိုက်ပါမယ်။ဒီနေရာမှာကျွန်တော်တို့ ဒီအောက်ကဘူဒီယိုဖိုင်လေးကို share ထိမယ်ပြီးဒီခါကျရင်ကျွန်တော်တို့ mask ကို share ပါမယ် mask ကိုနှိုင်းလိုက်ပြီးတာနဲ့ကျွန်တော်တို့ horizontal ကိုတွားပါမယ်ဒီနေရာမှာကျွန်တော်တို့ edit ဟာလေးကိုပဲထပ်နှိပ်ပါမယ်အလေက rotate ကိုယူပြီးတော့ကျွန်တော်တို့ဒီနေရာမှာအပေါင်း90 degree ကိုယူလိုက်ပါမယ်ဒီမှာ90 degree ပေါ့နော်ဒီစာလေးကိုပေါ့နော်ကျွန်တော်တို့လည်းမျိုးရအောင်ကျွန်တော်တို့ဖုံးလိုက်ပါမယ် ျွန်တော်လူဝလေးပဲနေနေနောက်ဆောင်းလိုက်မယ်ပေါ့နော်ဒီနားလာပေါ့နော်ပြီးခါကျရင်ကျွန်တော်ဒီနေရာမှာပါလောက်မလို့ဆိုရင်ဒီဘက်က key frame လေးကိုတစ်ချက်ထိပါမယ်ပြီးရင်ကျွန်တော်လက်နဲ့ဒီဘက်ပေဘက်ကိုနည်းနည်းရွှေ့ပါမယ်ပြီးခါကျရင်ကျွန်တော်စာလုံးကိုဒီလိုမျိုးဖော်ပါမယ်ပြီးရင်ကျွန်တော်နည်းနည်းရွှေ့မယ်အဝါအကြောင်းလေးကိုအဝါရောင်အကြောင်းလေးကိုဒီလိုနေနေရွှေ့မယ်။အားကကျွန်တော်ဘေဘက်ကိုနေနေရွှေ့မယ်။ပြီးရင်ကျွန်တော်အဝါလေးကိုဒီဘက်နေနေရွှေ့မယ်။ ပြန်ကျွန်တော်ဒီဘက်နေနေရွှေ့မယ်။ဒါလည်းပုံစံမျိုးနဲ့ကျွန်တော်တစ်ဆင့်ရှင်းသွားမယ်ပေါ့နော်။ဒါလည်းမျိုးပေါ့နော်။ဆိုတော့ကျွန်တော်တို့အောက်ကဗီဒီယိုပိုင်လေးကိုပေးဖက်ကိုနေနေရွှေ့မယ်။အဝါရောင်လေးကိုလေးပဲကျွန်တော်တို့လူနဲ့ကွတိဖြောင်းဒီလိုဒီလိုမျိုးနဲ့ကျွန်တော်တို့ဆင်းရှင်းတာရွှေ့ပြီးတော့သွားမယ်ပေါ့နော်။ဒါလည်းပုံစံမျိုးပေါ့နော်။ ဒီလိုမျိုးစာပြေဆုံးပေါ်သွားပြီဆိုရင်တော့ကျွန်တော်တို့ပြီပြီပေါ့နော်ဒါကကျရင်ကျွန်တော်တို့ဒီမှာအမှန်ချစ်လေးကိုနိုင်လိုက်ပါမယ်ဆိုတော့ကျွန်တော်တို့ဒီလိုပုံစံမျိုးဖြစ်နေမှာပါဒီမှာပေါ့နော်ဒါပေမဲ့ဒါကကျွန်တော်တို့အကောင်လုံးတော့မပြီးသေးဘူးပေါ့နော်ဒီပူဒီယိုဖိုင်လေးကိုနေနေလေးဒီလိုမျိုးကျင်းလိုက်ပါမယ်ပြီးရင်ကျွန်တော်တို့အပေါ်ကပူဒီယိုဖိုင်ကိုတစ်ချက်ထိမယ်ပြီးရင်ဒီဘက်ကိုနေနေဆွဲပြီးတော့ကျွန်တော်တို့ဒူပလီကိတ်ကိုနိုင်ပါမယ် ပြီးရင်ကျွန်တော်တို့ overlay ကိုထပ်လိုက်ပါမယ်။ပြီးရင်ကျွန်တော်တို့အောက်ဆုံးကိုဆွေးပြီးတော့ဟိုအဆုံးရအောင်ကျွန်တော်တို့ဆွေးလိုက်ပါမယ်။ကျွန်တော်ဒီလိုပုံစံမျိုးပူလီကတုံ့ပြန်ဖြစ်ပါ යි ပေါ့နော်။ပြီးရင်ကျွန်တော်တို့အောက်ဆုံးပူလီကိုလည်းတစ်ချက်ထိပြီးတော့ remove bg လောက်ပါမယ်။ကျွန်တော်တို့ဒီမှာ remove background ကိုနှိပ်မယ်။ auto remove ကိုနှိပ်ပါမယ်။ပြီးွားရင်တော့ကျွန်တော်တို့အမှန်ချင်းလေးကိုတရှင်းနှိပ်မယ်။ပြီးခါကျရင်ကျွန်တော်တို့ရဲ့ video ဖိုင်ကိုတရှင်းပလေးကြည့်ပါမယ်။ ဆိုတော့ဒီလိုပုံစံမျိုးနဲ့ကျွန်တော်တို့ day day တက်တက်လေးဒါတက်သွားပြီဖြစ်ပါတယ်ဒီကကြာကျွန်တော်တို့ရဲ့ video ပိုင်းကို export ထောင်းလို့ရပြီဖြစ်ပါတယ်